ဇလန်းဆာမှာတော့ဂိန်းသမားဂျောင်းဦးဟာနေအိမ်ထဲမှာတယောက်တည်းနေပြီးတော့ဂိမ်းစောနေပါလေ။သူစောနေတဲ့ဂိမ်းကတော့ League of Legends ဖြစ်ပြီးအင်တာနက်ပေါ်မှာတငယ်ချင်းတွေနဲ့ချိတ်ဆက်ပြီးတော့စောနေတာပါ။ဂိမ်းစောကောင်းနေလို့မှပဲတငယ်ချင်းက message ပို့လာပါလေ။အပြင်မှာတခုခုဖြစ်နေပြီလို့ပြောထားပြီးတော့တကယ်ကိုအဖြစ်ပြက်တခုကြီးကြီးမားမားဖြစ်နေပြီလို့လည်းပြောပါလေ။သူကနေချက်ကျိုးကိုဖြုတ်ပြီးတော့အေကန်ဘက်ကိုထွက်လာခဲ့ပါလေ။အဲဒီအချိန်မှာပဲသူ့ဖုန်းကဘေးရန်ရဲ့တတိပေးချက်တခုထွက်ပေါ်လာခဲ့ပါလေ။အဲဒီအချိန်မှာပဲချက်ချင်းဆိုလိုပြင်မမှာစူညံပေါ်လို့ရိုက်နေတဲ့အတန်တွေထွက်ပေါ်လို့လာပါပြီ။ ချောင်းကဗရင်ပေါက်ဒီနာကိုတိုးကပ်ကြည့်တဲ့အခါမှာတော့သူ့ရဲ့မျက်လုံးသူမယုံနိုင်ဖြစ်သွားပါလေ။လူတွေကခြေဥတရာထွက်ပြေးနေကြပြီးတော့ကြီးရတာကတော့အနောက်ကနေပြီးတော့ကြီးမားတဲ့အန်နီရီတခုခုလိုက်လာသလိုပါပဲ။ပုံရင်တစ်ခုလုံးမှလည်းငရေပွက်တဲ့အလားစူညံနေတာပါ။ဒါပေမဲ့ချောင်းကတော့အဖြစ်ပြက်ကိုအခုထက်ထိနားမလည်နိုင်သေးပါဘူး။သူကမြင်ကွင်းအစုံကိုတန်တော်မှင်သက်နေပြီးတော့ရုတ်တရက်ဆိုလိုပဲအမျိုးသမီးတူကဓာတ်ကင်ပြီးတော့တရွရွရှောက်လာနေကြအောင်ချောင်းကလှမ်းကြည့်နေပါလေ။ သူမကသမီးဖြစ်သူနားကိုတပြေးပြေးချင်းကတ်သွားပြီးတော့နှစ်ယောက်သားပွေ့ဖက်လိုက်ပါရီဒါမဲ့သူမရဲ့သမီးကချက်ချင်းထူးဆန်းသွားပြီးတော့မိခင်ကိုတုံးလဲကကိုက်လိုက်ပါရီကျောင်းကအိမ်မြင်ဝင်းကိုကြည့်ပြီးတော့ထိတ်လန့်နေခဲ့ကအဲ့ဒီအချိန်မှာပဲသူခမ်းရဲ့အပြင်ကနေပြီးတော့အတန်းညူကြရပါရီကျောင်းကတကားနီကိုဂီယူဆိုက်ကတ်လိုက်ပြီးတော့အပြင်ဘက်ကိုချောင်းကြီးပေါက်ကနေပြီးတော့ကြည့်လိုက်ပါရီကော်ရီဒါတစ်ခုလုံးလူရှင်းနေပြီးတော့တစုံတယောက်ကိုမှမတွေ့ရပါဘူးသူကတကားကိုဂီယူဆိုက်ဖြည်းဖြည်းလေးဖြွင့်ကြည့်တော့လူတစ်ယောက်ကအတင်းငါရောပဲသူခမ်းဝင်ပြေးလာပါရီ တကယ်တော့အဲ့ဒီလူကအခန်းချင်းကရက်ကလူပဲဖြစ်ပါတယ်။လူခန်းတွေကလူကယူးတလို့လို့ကြောင်းတလို့လို့ဖြစ်နေလို့ဒီခန်းမှာခဏလောက်နေခွင့်ပေးဖို့သူကတောင်းဆိုခဲ့တာပါ။ဒါပေမဲ့အချောင်းကသူ့ကိုအနေမခံမင်းနဲ့အပြင်ကိုထွက်သွားဖို့မောင်းထုတ်ပါတယ်။ဒါပေမဲ့အဲ့ဒီလူကအိမ်သာခဏလောက်သုံးမရစေလို့တောင်းမှန်လို့ချောင်းကလည်းခွင့်မပြုခြင်းမင်းနဲ့ခွင့်ပြုလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲ TV ထက်မှာသတင်းကြီးတရက်ကြီးညာနေပါတယ်။အဲ့ဒီတရင်မှာတော့ကိုရီးယားတိုင်းနိုင်ငံလုံးကဇွန်ဘီဗိုင်းရဲ့ကြောင့်ကပ်ပြီးဖြစ်နေကြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူစီကနေအကိုက်ခံရတာ အကုတ်ခံရတာတကုတ်ခုဖြစ်မယ်ဆိုလို့ရှိရင်တော့ virus ပိုးကကူးစက်နိုင်ကြောင်းကြေညာနေခဲ့ပါတယ်။ကျောင်းကကိုကိုကိုကာဝယ်ဖို့ချက်ချင်းပဲ answer ရနေပြီးတော့ဓာတ်တစ်ချောင်းထုတ်ယူလိုက်ပါတယ်။မကြခင်မှာပဲတန်းစင်ဂန်းတွေကနေပြီးတော့အိန္ဒိနာချင်းအမျိုးသားထွက်ပေါ်လာပါတယ်။ကျောင်းကဓာတ်နဲ့ချိန်ဝယ်ပြီးတော့ချက်ချင်းထွက်သွားဖို့ပြောတော့အဲ့လူကသူနေကောင်းကြောင်းဘာမှမဖြစ်ကြောင်းပြောပြလာပါတယ်။ဒါမဲ့သူ့ရဲ့မျက်လုံးကချက်ချင်းဆိုလိုပဲသွေးရောင်ပြောင်းနေပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကလည်းစတင်ပြီးတော့တုန်လှန်ကောက်ကွေးလာပါတယ်။ သူကစကတ်အနေငယ်တွင်းမှာပဲဇုံမီတကောင်ဖြစ်ပြောင်းလဲသွားပြီးတော့ဂျောင်းကိုတိုက်ခိုက်ဖို့စတင်ခုံးပါတော့လေဂျောင်းကလည်းလူငယ်ပီပီတမ်းမာနေစေဖြစ်ပြီးဇုံမီကိုတကားအပြင်ကိုတိုးထုတ်ဖို့ကြိုးစားပါလေပြီးရတဲ့ရေခဲတက်တာကိုတကားရှိမှကားလိုက်ပြီးတော့သူစီကိုနောက်ထပ်ဇုံမီတွေမဝင်နိုင်ရေးအတွက်ကြိုးတင်ကာကွယ်လိုက်ပါလေဂျောင်းကသူ့ရဲ့မိသားစုစီကိုဖုန်းဆက်မဲ့လမ်းပြင်တော့သူ့ကိုသူ့ရဲ့မိဘတွေက message တစ်စောင်ပို့ထားပါလေအဲဒီ message မှာတော့သူတို့ကအိမ်ပြန်လာဖို့မလွယ်သေးကြောင်းနဲ့လောလောဆယ်မှာတော့အစားအသောက်ချွေတာပြီးတော့အိမ်မှာပဲလုံလုံချုံချုံပုံနေဖို့မှားထားပါလေ အခုကမှတော့ဂျောင်းကအဆဆရာမိဘကိုအားကိုးလို့မရတော့ဘဲမိမိကိုယ်သာကိုးကွယ်ရဖြစ်လာပါ ore တို့ဟာဘယ်အချိန်ထိတောင်းခံနိုင်မလဲဆိုတာမသိကြပါဘူးဒီတော့အိမ်မှာတင်းထားတဲ့စားစရာတွေကိုတရက်စာချင်းစီမံခန့်ခွဲမှုလုပ်လိုက်ပြီးတော့တပတ်လောက်တော့တောင်းခံနိုင်မယ်လို့မျှော်လင့်လိုက်ပါတယ်နောက်ရက်မှာတော့သူဟာဂျုံးကိုလွတ်တင်ပြီးတော့အနီးနားပတ်ဝန်းကျင်ဟာအခြေအနေကိုစုံစမ်းကြည့်ပါတယ်အဲ့လိုစုံစမ်းကမှပဲတမျိုးလုံးမှာဇွန်ဘီရေကြီးပြင်းတဲ့နေရာကိုသိလိုက်ရပြီးတော့အခန်းတိုင်းအလွာတိုင်းမှာဇွန်ဘီရေပြင်းတဲ့နေရာကိုတွေ့လိုက်ရပါတယ် ညဘက်အိပ်ပျော်နေချိန်မှာဂျောင်းကတနက်တနေကြာပြီးတော့နိုးထလာခဲ့ပါတယ်။သူကဝရဏာကနေတွားသွားပြီးတော့အောက်ကိုကြည့်လိုက်ပါတယ်။ရဲမီတယောက်ဇွန်ဘီနဲ့တိုက်ခိုက်နေပြီးတော့မကြခင်မှာပဲသူ့မောက်ဇွန်ဘီကဝိုင်းဝန်းကိုက်လိုက်ကြပါတယ်။ဂျောင်းကဘာမှအကူအညီမပေးနိုင်မင်းနဲ့ဒီတိုင်းချောင်းကြည့်နေခဲ့ရတာပါ။ရုတ်တရက်ပဲသူ့နောက်ကတကားကိုတခုခုနဲ့ထူးရိုက်နေတဲ့ဂျာပြန်ပါတယ်။ဂျောင်းကကြောင်းတုံလုံးသွားပြီးတော့ခေါက်တံကိုယူကတကားစီကိုဖြည်းဖြည်းချင်းကတ်ပြီးတော့တကားကိုတုံးဖွင့်လိုက်ပါတယ်။ ဇုံမီကောသူ့ခန်းထဲဝင်ဖို့ကြိုးစားနေပြီးတော့ဂျောင်းကလည်းချက်ချင်းပြန်ပြေးကတကားပိတ်ပြီးတော့ရေခဲတရာကိုကိုနဲ့ကာထားလိုက်ပါတယ်ဒီတကားမှာတော့သူကဇုံမီရဲ့အင်အားကိုမရှင်နိုင်တော့တာကြောင့်ရန်နာစီကိုတဟုန်တို့ပြေးသွားပါတယ်သူကအောက်ကိုတွေ့ဆင်းပြီးတော့ဇုံမီကသူ့ကိုခုံးဥမဲ့အချိန်ကိုစောင့်ဆိုင်နေပါတယ်သူဒီလိုလုပ်တာမှန်သွားတယ်လို့ပြောရမေးပြဇုံမီကသူ့ကိုခုံးတဲ့အခါမှာသူကအသာလေးငုံရှောင်လိုက်တာကြောင့်မလို့ဇုံမီလည်းအောက်ကိုအရှိန်ပြင်းစွာနဲ့ပြုတ်ကျသွားပါတယ်ကြောင်လေအခုမှပဲစိတ်သက်သာရသွားခဲ့ပါပြီ။ဒါမဲ့လေသူရေခဲတရာတွေမှာတင်ထားခဲ့တဲ့အစားအစာတွေရောပျက်စီးလို့သွားပါပြီ ။ကျောင်းကသူ့ရဲ့နေရာကိုဇွန်မီရဲ့တတိမထားမိစေဖို့ဘရင်မော့မန်တမယောကိုယာယီအကာအကွယ်တွေလုပ်ပြီးတော့တားဆီးလိုက်ပါရီ။သူ့အနေနဲ့ကလည်းအစားအစာမရှိဘဲနဲ့ဘလောက်ထိတောင်းခံနိုင်မလဲဆိုတာမရေမညာဖြစ်နေပြီးတော့လက်ရှိမှာဇွန်မီတို့ရင်ဆိုင်ရမယ့်အပိုင်းရဲ့အစာငတ်မှုကိုကြံ့ကြံ့ခံနိုင်ဖို့ရေကအရေးတကြီးလိုအပ်နေပါရီ။ဒူဟာ15ရက်တာအစာအစာပြတ်လက်ပြီးတဲ့နောက်လူဟာလည်းကြောင်းစီစီဖြစ်နေပြီးတော့တခါလေငိုလိုက်ကားလိုက်ရီလိုက်ဝမ်းနေလိုက်နဲ့လက်ကျန်တဲ့ရက်တွေကိုကြော်ဖြတ်လို့နေရပါရီ။တခါလေးစိတ်ထဲမှာမိဘတွေအိမ်ပြန်လာပြီလားလို့ထင်နေပြီးတော့ ဒီတိုင်းမကြာခဏဂျုံနေရတော့နောက်ဆုံးမှသူလဲလဲကြသွားပြီးတော့အသေးစားငိုကြွေးနေရပါတော့လေဒါမဲ့လေသူ့ရဲ့ဖုန်းမှာ voice message ဝင်လာလို့ကြည့်ရခါမှာတော့သူ့ရဲ့မိဘတွေစီကဖြစ်နေပါတယ်သူ့ရဲ့မိဘတွေအသက်ရှင်နေရလို့စိတ်ထဲမှာတွေးလိုက်ပြီးတော့ message ကိုနားထောင်ဖို့အခန်းထဲမှာ line သိမ်းမမိတော့အပြင်ကိုထွက်လာခဲ့ရပါတယ်သူကဝရဏာတိထွက်ပြီးတော့ဖုန်း line ကောင်းခက်ခက်ခဲခဲကြိုးစားရပါတယ်ဖုန်းမှာတော့ဒါမဲ့ signal သာရပါမယ်မိဘတွေပြောချင်တဲ့အရာတော့နားထောင်လိုက်ရပါတယ်ဒါကသူ့မိဘတွေရဲ့နောက်ဆုံး message ပါသူတို့ကလည်းအပြေဆုံးမှတစားကန်ဖြစ်သွားရပါပြီ ကျောင်းအင်းနဲ့အခုမှပဲလူသေးတယောက်လိုဖြစ်သွားခဲ့ပြီးတော့သူ့မှာရှိသမျှမျောလင်းချက်တွေတဲ့အကုန်လုံးပြက်ပြားသွားပါပြီ။သူဟာစိတ်တက်ကြပြီးတဲ့နောက်မိမိကိုယ်ကိုအဆုံးစီရင်ဖို့ကြိုးစားပါရီ။သူဟာကြိုးဆွဲချပြီးတော့တေဆုံးမှုအစင်းနစ်ဖြစ်သွားလို့ကလတ်ထိုင်ုံဘေးကိုကန်ချလိုက်တဲ့အချိန်မှာညနာတက်တက်ကိုလေးစားမီးအောင်တစ်ခုရောက်လာပါရီ။သူဟာတေလူတေခင်နောက်ဆုံးအလင်းအောင်မြင်လိုက်ရပြီးတော့သူနဲ့မနီမိုးဝေးမှာနောက်ထပ်အသက်ရှင်နေသူတယောက်ရှိသေးတယ်ဆိုပြီးတော့ဒေမဲ့စီစဉ်ကိုခက်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 ပြန်ဖြတ်လိုက်ရပါရီ။ကန်ကောင်းစွာနဲ့ပဲလေမင်းကိုချီထားတဲ့ကြိုးကပြတ်သွားလို့သူဟာအသက်မတည်သေးတာပါ။ ူလေစာမီလာရဲ့စီကိုလိုက်ရှာတဲ့အခါမှာတော့တစ်ဖက်ကမင်းမလာလေးတယောက်ရှိနေသေးတယ်ဆိုတာကိုတွေ့လိုက်ရပါတယ်။သူတို့ချင်းအဆက်အသွယ်ရသွားပြီးနောက်မှာတော့ကောင်မလေးကနောက်ရက်မနေ့9နာရီမှာစကားစမိပြောကြမေးဆိုပြီးတော့ချင်းလိုက်ပါတယ်။ဒါမဲ့ဂျောင်းကအဲ့ရနိုးချိန်မှာတော့နေ့လယ်7နာရီထိုးနေပါပြီ။သူကကောင်မလေးကိုရှာတော့ကောင်မလေးကစိတ်ရှိရှိနဲ့စောင့်နေရတွေ့လိုက်ရပါတယ်။သူရဲ့နာမည်ကတော့ကင်ယိုပင်ပါ။ယိုပင်ကသူ့ကိုမှန်မြောင်းတစ်လက်နဲ့လမ်းကြည့်နေပါတယ်။သူမသတိထားမိတာကဂျောင်းကအလွန်ပိုက်စားနေတယ်ဆိုတာပါပဲ။အဲ့တော့သူမရှိမှရှိရဲ့အစားအစာတချို့ကိုသူကပို့ပေးကြည့်နေရပါ။ ယုံမင်းကဘေ့စ်ဘောကိုကြိုးချီပြီးတော့ဂျောင်းဝူးစီကိုလှမ်းပစ်ပါရီအဲဒီဂျိုးဟာတစ်စီးပစ္စည်းအပြောင်းရွှေ့လှုပ်ဖို့ပဲဖြစ်ပါရီဒါပေမဲ့မင်းကလေးပြင်းနေတော့ဘောလုံးကအောက်ကိုကျသွားပါရီဒီတော့ဂျောင်းဝူးကဒရုန်းကိုလွတ်လိုက်ပြီးကျိုးစားတစ်ဖက်စီချီနောင်မှုကျိုးစားပြန်ပါရီသူကဒရုန်းကိုကျွမ်းကျင်ကျင်လှုပ်တင်လိုက်နိုင်တာကြောင့်မလို့ယိုးပင်းစီကိုကျိုးရအောင်ပို့ပေးနိုင်ခဲ့ပါရီယိုးပင်းကအဲဒီဂျိုးကနေပြီးတော့သူမစီမှာရှိတဲ့အစားအစာတချို့လှမ်းပို့ပေးခဲ့ပါရီဂျောင်းဝူးလည်းအဲဒီမုန်းလေးကိုစားလောက်မုတ်သိပ်စွာစားနေတော့မှတခုခုတော့မားနေပြီလို့သတိထားမိပါရီအဲ့တော့ သူ့စီမှာကြီးနောင်ထားတဲ့ကျိုးစာပြုတ်သွားပြီးတော့အောက်မှာရှိတဲ့ဇွန်မီစီကိုရောက်နေတာပါအဲဒီဇွန်မီကကျိုးစာကိုဆွဲလိုက်ရင်လည်းအခန်းထဲမှာတက်ရှိလူသားတယောက်ရှိနေတယ်ဆိုတာကိုသတိထားမိသွားပါတယ်သူကကျိုးစာကိုဆွဲကင်ပြီးတဲ့နောက်မှာတော့အပေါ်ကိုတက်ဖို့ကျိုးစာပါပြီယိုဘင်ကတားဆီးဖို့ကျိုးစာရင်းနဲ့နောက်ကိုလဲကြကစပွဲနဲ့ခိုင်းမိသွားပြီးတော့သတိမိသွားပါတယ်ဒါမဲ့ဇွန်မီကတော့ယိုဘင်ရှိတဲ့အခန်းစီကိုကျိုးစာကိုဆွဲကတဖြည်းဖြည်းတက်နေပြီးတော့ကျောင်းကအဲ့တော့တားဆီးဖို့ကျိုးစာနေပါတယ်ဒါမဲ့အခန်းတစ်ခုရဲ့အကွာအဝေးကလှမ်းလို့နေတဲ့အတွက်သူ့ရဲ့တားဆီးမှုကမထိရောက်ပါဘူးဒီတော့သူက drone နဲ့နောက်ဆက်ဖို့စဉ်းစားလိုက်ပါတယ် ဒီနည်းလမ်းကတော့ထိရောက်တယ်လို့ဆိုရမှာပါဒရုန်းကဇူမီကိုကောင်းကောင်းနှောက်ရှက်နိုင်နေပြီးတော့ဒါမဲ့ဇူမီကလက်နဲ့ဒရုန်းကိုရိုက်ချလိုက်တာကြောင့်မလို့ဒရုန်းလည်းပဲပျက်စီးသွားခဲ့ပါပြီဇူမီကယူဘင်ရှိရဲ့စီကိုဆက်ပြီးတော့တတ်နေပါပြီကံကောင်းသွားတဲ့ပဲယူဘင်ကသတိပြန်လဲရလာပြီးတော့ကြကြင်းပဲဇူမီကိုရိုက်ချလိုက်ပါတယ်ဇူမီကလည်းအောက်ကိုအချိန်မြင့်စွာပြုတ်ကျသွားခဲ့ပါတယ်အဲဒီမှာဂျောင်းကလည်းတပင်းချနိုင်တော့တာပါဂျောင်းစီမှာယူဘင်ပို့ထားတဲ့အစားတောက်တွေကနင်းနေပါပြီဒီတော့ထပ်ပြီးတော့လည်းမတောင်းကျင်တော့တာနဲ့သူကအခန်းထဲကနေထွက်ပြီးတော့စုံစားကန်းလုပ်ဖို့စဉ်းစားလိုက်ပါတယ် တခြားလူတွေနေခဲ့တဲ့အခန်းစီကနေပြီးတော့လိုအပ်မရပစ္စည်းတွေစုဆောင်းဖို့ဆုံးဖြတ်လိုက်တာပါအဲ့လိုမှမဟုတ်ရင်သူငတ်ပြီးတော့တရားလိုက်မယ်လို့စဉ်းစားမိရလဲပါပါရီသူဟာသူ့ကိုယ်သူအကာအကွယ်တချို့ဝစ်ဆင်ပြီးတော့အပြင်းအထန်တကြီးစွာနဲ့ထွက်လာခဲ့ပါရီကံကောင်းစွာနဲ့ပဲလမ်းတစ်လျှောက်မှဇုံပြီးတကောင်တလီဦးမှမတွေ့ရပါဘူးသူနဲ့အခန်းချင်းကပ်နေတဲ့မျိုးသားတော့တေဆုံးနေပြီဖြစ်ပြီးသူစီရနေပြီးတော့အိမ်တော့အရာယူနိုင်ခဲ့ပါရီရင်ဆုံးအဲ့လူရဲ့အခန်းထဲကိုဝင်လိုက်ပြီးတော့အခန်းထဲကကလေးမှလူတယောက်လဲကြတေဆုံးနေအောင်တွေ့လိုက်ရပါရီ ။ဂျောင်းကဖနက်နဲ့လမ်းပြီးတော့ပြစ်ပေါက်ကလှုပ်ရှားမှုဘာမှမတွေ့တော့မှသူကအထဲကိုဆက်ပြီးတော့ဝင်လိုက်တာပါ။သူကဒီခန်းထဲမှာလိုအပ်တာတွေကိုလိုက်လံစုဆောင်းနေပြီးတော့ရေခဲတရောက်ဖွင့်လိုက်တဲ့အခါမှာတော့စူးရှာနေတဲ့အနှမ်းကြောင့်သူလည်းနည်းနည်းအော်လီဆန်သွားပါလိမ့်။ဒါမဲ့သူကမဖောက်တော့သေးတဲ့မြေပဲယူဘူးပြီးတော့ဘီစကိတ်ဘူးတွေကိုတွေးလိုက်ရပါလိမ့်။အဲဒီနောက်ထပ်တွေးလိုက်ရတာကတော့သူ့ရဲ့အိမ်ကြီးချင်းလူကတောင်တက်သမားဖြစ်တာကြောင့်မလို့လက်နဲ့ကရိယာကြီးလဲစုံလင်စွာတင်းစီထားပါရီအဲမှာသူကလိုအပ်တာတွေကိုယူပါရီနောက်ထပ်ဝမ်းသာစီယာကဝေါ်ကီတိုကီကနှစ်ခုဖြစ်ပြီးတော့ ဒါရီကိုသုံးပြီးတော့သူနဲ့ယိုဘင်တို့ကဆက်သွယ်စကားပြောလို့ရာသွားလိမ့်မယ်လို့တွေးလိုက်ပါတယ်။အဲဒီအချိန်မှာပဲဇွန်ဘီတကောင်ကရုတ်တရက်ဝင်လာပြီးတော့သူ့ကိုတိုက်ခိုက်ပါတယ်။ဂျောင်းကလည်းဇွန်ဘီကိုလွတ်ရအောင်တွန်းလိုက်ပြီးနောက်မှာတော့အခန်းအပြင်ကိုထွက်ပြေးလာနိုင်ခဲ့ပါတယ်။ဂျောင်းကပထမဆုံးချိန်သူ့ရဲ့ဘဝနဲ့ရင်းပြီးတော့ရလာခဲ့တဲ့အစားအစာတွေကိုဇင်ခံစားတောင်းရင်းနဲ့ယိုဘင်ကိုလည်းမျှဝေပေးဖို့တီးတန့်ဖေထားလိုက်ပါတယ်။ပြီးတော့ walkie talkie ဝါထည့်ပေးလိုက်ပြီးတော့အခုကမှတော့သူနဲ့ယိုဘင်ကစကားတွေအချိန်မရွေးပြောနိုင်နေပြီပဲဖြစ်ပါတယ်။ သူတို့ဟာတယောက်နဲ့တယောက်စကားမပြောရကြပြီဖြစ်လို့အတိုးချပြီးတော့အချိန်ကြာမြင့်စွာစကားတွေပြောနေကြပါရီသူတို့ယောက်ကအထီးကျန်နေလို့မခံစားရတော့ဘဲပျော်ရွှင်မှုကိုစတင်ပြီးတော့တီးကြရပါရီဒါမှမဟုတ်အဲ့ဒီပျော်ရွှင်မှုကတိတ်ပြီးတော့ကြာကြာမခံပါဘူးဇွန်မီကသူတို့စီကိုတက်တဲ့လေကားတွေကိုတွေ့သွားခဲ့ပြီးတော့အုပ်စုလိုက်ကြီးတက်လာနေကြပါရီနေရောက်သားကအတန်မထွက်ရေးပင်နဲ့ငြိမ်နေရပါရီဒါမှမဟုတ်ဒီလိုသတိထားရတဲ့ကြားတွေကယိုပင်ကခုံတစ်ခုကိုခလုတ်တိုက်မိပြီးတော့ဇွန်မီတွေကလည်းအတန်လာစီကိုတဖြည်းဖြည်းချင်းချင်းကပ်လာကြပါရီအဲ့ဒီကမှညံပြေးတဲ့ဂျောင်းဦးက ယိုမီရဲ့အနီးနားတခြားအခန်းတွေစီကိုဖုန်းတွေရှောက်ဆက်ပြီးတော့ဇူမီကိုလှည့်စားနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာသူတို့ကအခန်းထဲကနေပြီးတော့တေမဲအချင်းကိုစောင့်မလီဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ယိုမီရဲ့ပြောပြချက်အရတော့ဂျောင်းတို့အပေါ်ရက်ရှစ်လွာမှာဇူမီတကောင်မှမတွေ့ရကြအောင်အဲဒီကိုသွားနိုင်မယ်ဆိုရင်တော့ဇူမီရဲ့ရန်ကနေပြီးတော့လွတ်လိမ့်မယ်လို့ပြောပါတယ်။သူတို့နှစ်ယောက်ကအဲဒီကိုသွားဖို့ဆုံးဖြတ်လိုက်ကြပြီးတော့အစင်သစ်ဖြစ်တဲ့အချိန်မှာအစပြီးတော့ထွက်ခွာလာကြပါတယ်။ယိုမီကကြောက်တောင်တဲ့အားကားစားမေတူဖြစ်တာကြောင့်မလို့ထင်းထားတဲ့ပို့ပြီးတော့တန်းပါတယ်လို့ကြွမ်းညင်မှုလည်းရှိပါတယ်။ သူမဟာအတက်ကဲကျိုးတွေချီပြီးရနေအခန်းလေးကနေပြီးတော့လေဟုန်စီးခုံထွက်ကအောက်ကိုခုံချလိုက်ပြီးတော့ညီပြမကိုတက်တောင့်တက်တာရောက်သွားပါတယ်။အောက်မှာတော့ဇွန်ဘီတွေကယာနဲ့ချီဆောင်ဆိုင်နေပြီးတော့သူမဟာအနည်းနောက်ကတ်လာတဲ့ဟာမန်သမ ्या ကိုယာရီနီးနဲ့ရှင်းထုတ်ပါတယ်။လက်ထဲမှာခြုံမြရဲ့ဓားကိုကင်ထားပြီးတော့ဇွန်ဘီတွေကိုကြော်ဖြတ်လာခဲ့တာပါ။သူမပြောထားတဲ့နေရာကိုရောက်ဖို့ပြေးနေတော့မှဇွန်ဘီတကောင်ကဝင်လုံးလို့မြေပြင်ပေါ်လဲကျသွားပါလိ။အဲဒီအချိန်မှာခြောက်လုံးမျိုးတို့လက်ကိုတွေးလိုက်ရလို့အမြန်ပြေးကောက်လိုက်ပါလိ။သူမတနက်ကိုကောက်ပြီးတော့ပြေးရတဲ့အချိန်မှာနောက်ထပ်ဇွန်ဘီတကောင်ကခုံအုပ်ပြန်တော့ ူမအာမတန်မန်ရှိုးရမယ့်အခြေအနေဖြစ်သွားပါပြီ။အဲဒီအချိန်မှာအချိန်မီဂျောင်းကရောက်လာပြီးတော့ဇူမီဒီကိုရှင်းထုတ်ကရိုးပင်းကိုကယ်ဆယ်နိုင်ခဲ့ပါတယ်။မြောက်သားကဇူမီဒီဂျားထဲမှာဖောက်ထွက်ပြီးတော့ပြောထားတဲ့အစာအုပ်စီကိုပြေးချပါတယ်။သူတို့ကဇူမီဒီကိုအပြင်မှာပိတ်ထားနိုင်ဖို့အမှန်တကားအသုံးပြုလိုက်ပြီးအထက်ကနေကြက်ချပြီးတော့ပိတ်လိုက်ပါတယ်။ပြီးတော့ဓာလီကားတွေဝင်ပြီးတော့ရှစ်လွှာအောင်နှိပ်လိုက်ပါတယ်။သူတို့ရှစ်လွှာအောင်ရောက်တော့ဇူမီတကောင်မှမတွေ့ရလို့လွတ်ပြီးလို့ထင်ခဲ့ပါတယ်။ဒါမဲ့ရိုးပင်းကအနောက်ကိုလှဲကြည့်ချိန်မှာတော့ဇူမီဒါဇင်နဲ့ချီတဲ့အုပ်လိုက်ကြီးက ူမတို့ရှိရာနေရာကိုလာနေအောင်မြင်လိုက်ရပြန်ပါလိမ့်။ကျောင်းကအဲဒီဇွန်မီတွေကိုမှညာမတာတက်ဖြတ်ပြီးတော့ရိုးပင်ပြေးလို့ရအောင်လုပ်ပေးပါလိမ့်။ဒါမဲ့ရိုးပင်ကိုလူတစ်ယောက်ကရုတ်တရက်အခန်းထဲကိုဆွဲခေါ်လိုက်ပါလိမ့်။အဲဒီနောက်ဇွန်မီအုပ်ထဲကိုမီးခိုးပုံးပစ်သွင်းလိုက်ပြီးတော့သူတို့ကိုလာခဲ့သူကမျက်နှာမှာမတ်စတာထားပါလိမ့်။ဒါမဲ့ရိုးပင်ကအဲဒီလူကိုမယုံပါဘူး။အဲဒီလူကသူတို့ကိုအစားအစာထုတ်ကြွေးပါလိမ့်။ကျောင်းတို့ညောင်စလုံးကစားလောင်နေပေမဲ့မစားရဲပါဘူး။အဲလူဟာသူစားပြတော့မှပဲသူတို့လည်းရဲတင်းစွာစားရဲသွားကြပါလိမ့်။အဲလူကသူ့စီမှာအစားအသောက်တွေများစွာရှိကြောင်း ဒီမှာရက်ကြကြနေလို့ရကြအောင်စကားလမ်းကြောင်းခင်းပါလေဒါမဲ့ကေစီရီရဟရင်အတန်ကိုကြားလိုက်ရလို့ညောသားကမယုံနိုင်ဖြစ်သွားကြပါလေတကယ်လည်းပဲအတန်ကိုတိတိကျကျကြားရချိန်မှာသူတို့ညောစလုံးကအလွန်ပျော်သွားကြပါပြီဒါမဲ့သူတို့မသိသေးတဲ့အချက်ကတော့ရှိနေပါသေးတယ်အရာကတော့ဂျောင်းဦးကနှောင်းမတီးခဲ့ရတာပါတကယ်တော့အဲ့လူကအဲ့ဒီအခန်းပိုင်ရှင်မဟုတ်ပါဘူးအဲ့ဒီဦးလေးကြီးကသူတို့ကိုကျွေးရဲ့အစားအစာတွေမှာအေးဆေးခတ်ထားတာပါညောစလုံးကချက်ချင်းအိမ်မောကြသွားပြီးတော့အဲ့လူကညောစလုံးကိုကျိုးနဲ့ချိလိုက်ပါလေ ရုံးမင်းကိုအခန်းတစ်ခုစီကိုဒို့တိုက်ဆွဲခေါ်သွားပြီးတော့အဲ့ဒီခန်းထဲမှာဇိုမီတကောင်ကိုလည်းကျိုးနဲ့ချီထားပါရီအဲ့ဒီဇိုမီကတော့အဲ့ဒီလူကြီးရဲ့မိန်းမဖြစ်ပြီးတော့ရိုးမင်းကိုသူ့ဇနီးရဲ့အစာဖြစ်ထိုးကျွေးဖို့ပြင်ဆင်တာပါအဲ့ဒီလူကြီးကသူ့ဇနီးဇွန်ဘီကိုချီနောက်ထားတဲ့ကျိုးစာကိုအပြင်ဘက်တကားကနေကင်ထားပြီးတော့တဖြည်းဖြည်းချင်းရှင်းချပေးပါရီဒီနေ့အပြင်ဇွန်ဘီကရိုးမင်းရဲ့အနီးကိုရောက်သွားမှာဖြစ်ပြီးတော့ရိုးမင်းကိုစိတ်ကြိုက်စားသဖို့ကြံစီထားတာပါသူကဇနီးကိုချက်လုံးလုံးမစွန့်ပစ်ဖိနဲ့တတ်နိုင်သလောက်အသက်ရှင်အောင်ကျိုးစာပေးနေရဖြစ်ပါရီသူကဇွန်ဘီတက်ရှင်ဖို့အတွက်တခြားလူကိုဇနီးဖို့ဆုံးဖြတ်ပြီးသားပါ သူကကြိုးစားကိုလျှော့ပေးလိုက်လေဇူမီကယိုဘင်းရဲ့နောက်နီးကပ်လာပြီပဲဖြစ်ပါတယ်ကြကြိမဲ့ခန်းထဲမှာအတန်လေးဆူညံသွားပြီးတော့သတိပြန်ရလာတဲ့ဂျောင်းဝန်ကအဲ့လိုမလုပ်ဖို့တနက်နေ့ချိန်ကဦးလေးကိုပြောပါတယ်သူကတကားဖွင့်ငိုင်းမိမိလေမဖွင့်ပေးပါဘူးနောက်ဆုံးမှာတော့သူ့ရဲ့လက်ကဂျိုးကိုအပီးတိုင်လှုပ်ပေးလိုက်ပါတယ်ဂျောင်းကကြိုးစားကိုအမြန်ဖမ်းလိုက်ပေမဲ့မမီတော့ပါဘူးအခန်းထဲမှာလည်းဆူညံနေပြီးတော့သူကတကားကိုအမြန်ဖွင့်ပါတယ်အဲ့နောက်တော့အဲ့ဒီဦးလေးကြီးကတကားကိုဖြည်းဖြည်းချင်းဖွင့်ကြည့်ပါတယ်ကန်ဆိုးစွာနဲ့ပဲဇနီးဇွန်ဘီကစောင့်နေပြီးတော့သူ့ကိုလုံးထွေးကကြိုက်ပြီးတော့တပ်ပလိုက်ပါတယ် အခုတော့ဒုံးနှစ်ယောက်မခွဲမခွာတော့ဘဲနဲ့ဘဝတူတွေဖြစ်သွားကြပါပြီ။ယောဘင်းကနှစ်ယောက်စလုံးကို၆လုံးမျိုးနဲ့အချက်ပေါင်းများစွာပြစ်တက်ပြစ်လိုက်ပါလေ။အဲဒီတနက်တန်းကြောင့်ပဲအောက်မှာရာထောင်ချီရှိနေတဲ့ဇွန်မီတွေကိုဆွဲဆောင်တယ်လို့ဖြစ်သွားခဲ့ပြီးတော့သူတို့စီကိုအဲဒီဇွန်မီတွေကအရှင်ဟုန်နဲ့ပြေးတက်လာကြပါလေ။ဒီကောင်မှာတော့သူတို့နှစ်ယောက်စလုံးတို့လမ်းမရှိတော့ပါဘူး။သူတို့ကဇွန်မီတွေကြိုက်တာခံပြီးတော့တေးမလား။တယောက်နဲ့တယောက်ပြစ်တက်ပြီးတော့အသေးခံမလား။တကူးကူရွေးချယ်ရဖို့ဖြစ်လာခဲ့ပါလေ။ယောဘင်းကဂျောင်းဝင်းလက်ထဲကိုတနက်ထည့်ပေးလိုက်ပြီးတော့သူမောက်အဆုံးတက်ပေးဖို့ပြောပါလေ။ ကျောင်းကဝမ်းနေစွာပဲခလုတ်ကိုညစ်ဖို့ကြိုးစားနေချိန်မှာဟယ်လီကော်ပတာတန်တွေကိုကြားလိုက်ရပါတယ်။သူတို့ကပဒင်းပေါက်ကနေပြီးလမ်းကြည့်လိုက်တော့ကေဇေးရဟတ်ရင်တွေကိုတွေ့လိုက်ရပါတယ်။ဒါသူတို့အတွက်နောက်ဆုံးကောက်ရိုးမြင်မယ်လို့တွေးလိုက်ပြီးတော့ခေါင်းမိုးပေါ်ရောက်အောင်သွားဖို့စဉ်းစားလိုက်ပါတယ်။ကျောင်းကဇွန်ဘီလာယာလမ်းကိုမီးကိုပုံနှလုံးပြစ်သွင်းလိုက်ပြီးတော့အပေါ်ဘက်ကိုတက်တဲ့လေကားစီကိုပြေးကြပါတယ်။ယိုမင်ကတော့ကလေးတုံးလေးလေးကိုတွန်းပြေးနေတဲ့ရှီယာနေဇွန်ဘီကိုတိုက်ကလမ်းရှင်းပါတယ်။သူတို့ကလေကားစီကိုရောက်သွားခဲ့ပြီးတော့ဇွန်ဘီတွေကလည်းထက်ချက်မကွာလိုက်လာကြပါတယ်။ ယိုဘင်ကိုဇူမီတကောင်ကဖမ်းမိသွားပြီမြေဂျောင်းဝကစပိန်နဲ့ကာကွယ်လိုက်ပါတယ်။ယိုဘင်ကအဲဒီကနေထွက်ပြေးပြီးတော့ဂျောင်းဝကတော့ဇူမီတွေကိုစပိန်နဲ့ကာထားပေးစေပါပြီ။ပြီးတော့ယိုဘင်ကိုအပေါ်မြန်တက်ခိုင်းပြီးတော့အကူအညီရှာဖို့ပြောပါတယ်။သူမအပေါ်ရောက်တဲ့ခါမှာတော့ဘာဟယ်လီကော်ပတာမှမတွေ့ရပါဘူး။ဂျောင်းလည်းအမြန်တေးလာပြီးတော့တကောက်ကိုပိတ်ကာသူမစီကိုပြေးလာပါတယ်။ဒါမဲ့အပေါ်ရောက်တော့ဘာမြုံလေးချက်မှမရှိတော့ပါဘူး။သူတို့ကပဝင်းညုံအော်ဟစ်ပြီးတော့အကူကြီးတောင်းမိမဲ့တုံ့မြန်တန်လေးမကြားပါဘူး။မကြားခင်မှာပဲဇူမီတွေကတကောက်ကိုဖျက်ပြီးတော့သူတို့စီကိုရောက်လာပါလိမ့် မြောက်သားကကြောင်းမှာပိတ်မိနေပြီးတော့သူတို့စီကတနက်ကြီးစံကုန်တဲ့အထိပြစ်ခတ်ခုခံနေပါလိမ့်။ဒါမဲ့ဇူမီဒီယာများလုံးလို့သူတို့ကဒီတိုင်းလက်လျှော့ဖို့ရှိနေတဲ့အချိန်မှာဟယ်လီကော်ပတာတစ်စင်းကအနောက်ကနေပြီးတော့ပေါ်လာခဲ့ပါလိမ့်။ဟယ်လီကော်ပတာပေါ်ကစစ်သားတွေကပါဝါအားကောင်းတဲ့တနက်တွေနဲ့ရှိသမျှဇူမီဒီကိုပြစ်ခတ်တပ်ဖြတ်လိုက်ပြီးတော့သူတို့ကလည်းဘေးလွတ်ရအောင်ကယ်တင်လိုက်ပါလိမ့်။အခုတော့သူတို့နှစ်ယောက်ကကြောက်စရာအန်နေကနေပြီးတော့လွတ်မြောက်လာခဲ့ပါပြီ။သူတို့နှစ်ယောက်ကတယောက်ကိုတယောက်ကြည့်ကပြုံးလိုက်ကြပါလိမ့်။မျိုးနဲ့မှာကယ်ဆယ်ရမယ့်လူတွေရှိနေသေးပြီးတော့သူတို့လိုမျိုးလွတ်မြောက်သူတွေရှိနေမှန်းသိလို့နှစ်ယောက်စလုံးကပြုံးနေကြပါလိမ့်။ လူစရာရှင်သန်မှုအတွက်တိုက်ပွဲဝင်နေသူ၏ရှင်သန်မှုအခွင့်အရေးရနေဦးမှာပဲဖြစ်ပါရည်။ကြော်ညာလေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါစီဗျာ။ခီးထွက်လာပဲဖြစ်ဖြစ်အလုတ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ထိုင်းနိုင်ငံကိုရောက်လာခဲ့ရင်မြန်မာအစားအစာလေးတွေကိုအေးအေးဆေးဆေးစားသုံးလို့ရမယ်စားတောက်ဆိုင်လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါရည်။ဒီအိမ်စားတောက်ဆိုင်လေးမှာဆိုရင်တော့မြန်မာယူရစားတောက်တွေကိုဝိုင်းစပိုမှုကြီးတွေကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးတာဖြစ်လို့အရာသာကတော့အကြိုက်တွေ့ရမယ်ဆိုတာသိကြပါပဲ။မြန်မာအစားအစာတွေမကထိုင်းယူရစားစာတွေကိုလည်းမာယူနိုင်ပါရည်။ အစားတိုင်းဆိုရင်တော့အဆင်မပြေဘူးဆိုသူများအတွက်လည်းအဖျော်ရမကပြားလေးသုံးဆောင်နိုင်ပါသေးတယ်။ဒါတွေမလားဆိုရင်တော့ပဲဟုတ်မလဲဗျာ။ဒီအိမ်စားသောက်ဆိုင်မှာနေခြင်းပေးအခန်းကားဝင်ဆောင်မှုကိုလည်းအသက်သာဆုံးနှုံးထားတွင်နဲ့စီစဉ်ပေးထားပါသေးတယ်။နောက်ထပ်တစ်ခုကအလဲဗီဇာတက်တန်းတိုးခြင်းသေးတာလား။အလဲဗီဇာကနေရေရှည်နေလို့ရမယ့်ဗီဇာတစ်ခုခုကိုပြောင်းလဲခြင်းသေးတာလား။အေးစေးကလေးမွေးလို့ဆိုရလောက်အောင်စာဖိတ်တီရှိပါသေးတယ်။နောက်ဆုံးချက်အနေနဲ့တင်တော်တဲ့ဈေးနှုန်းကောင်းမွန်တဲ့ဝင်ဆောင်မှုတွေနဲ့စီစဉ်ပေးနေတဲ့ခီးသွွားဝင်ဆောင်မှုပါဝင်လေးစိတ်အကျိုးပို့ပစ်ကပ်စာဖိတ်လည်းရှိပါသေးတယ်ခင်ဗျာ။ ဒီအိမ်စားသောက်ဆိုင်ကနေထိုင်းနိုင်ငံနာမည်ကြီး Icosia Mall ကို BDS နံပါတ်တိုင်းစီးုံနဲ့ရောက်မှလည်းဖြစ်ပါတယ်။ဒီအိမ်စားသောက်ဆိုင်လေးကိုလာမယ်ဆိုရင်တော့ဝင်ဝင်ရိုက်မှတ်တိုင်းဒီ BDS စီးလာပြီးတော့အေဂျင့်နံပါတ်4ကနေဆင်းလိုက်တာနဲ့ရှင်းနာကမြင်နေရတဲ့ခွန်တော်မူရီလေးလမ်းတဲကိုဝင်လာခဲ့ုံပါပဲခင်ဗျာ။ဟုတ်ကဲ့ပါ။အဆုံးထိကြည့်ရှုပေးခဲ့ကြရပြည်သက်တယောက်စီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။နောက်ထပ်မှာလေးပဲရုပ်ရှင်ဇာတ်ကားအကောင်းလေးတွေကိုအစင်းစက်မပြတ် recap တင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ ZD4U channel လေးကို like and subscribe လုပ်ထားပေးကြပါဦးခင်ဗျာ။ အားပေးကြပေးသက်များလေးစေဤကျမ်းပါခြင်းကိုဤချမ်းသာခြင်းနဲ့ပြေစုံတော်မူကြပါစေလို့ဇီဝီဖို့ရဲ့ဝိုင်းတော်သားများကဆုမွန်ကောင်းများတောင်းပေးလိုက်ရပါတယ်အဆုံးထိကြည့်ရှုပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ